ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါတမီးရေဒီတပတ်မှာတော့ဆရာကြီးကိုကြော့ထားတဲ့ကြော့အလှငွေလေးတွေကြော့ငွေလေးတွေပေါ့နော်ဟုတ်ပြီဉာဏ်ပညာကိုကြော့တာပေါ့အဲ့ဒါလေးတွေတမီးအရင်ဖတ်ပြပါမယ်9ရက်9လကဒေါ်ကေသွဲမိုးပေါ့နော်ဆရာဟုတ်ပြီထိုင်းမှာနေပါတယ်ပယံလုပ်ငန်းလုပ်ပါတယ်တဲ့အဲပြင်မမှန်လို့ဆရာဟုတ်သူကြော့တာတသိမ်းပါဆရာကြီးသာဓုဗျာ တမျိုးဒီရပဲတခါတည်းခြေစူးတင်စကားပြောပါမယ်။နောက်တပိပူဇော်ကြတော့တဲ့ငွေဟာစီးပညာအတွက်အတုံးဝင်အောင်အတုံးချပြပါမယ်။ခြေစူးချင်းဆရာကြီးများအထီလည်းပဲမျှဝေကြတော့ပါမယ်လို့ဟုတ်ကဲ့ပါဆရာကြီး။သူရေးထားတာလေးလည်းဖတ်ပြပါမယ်ဆရာဖတ်ပြပါရပါတယ်ဆရာကြီးလမ်းညွှန်မှုတွေအတိုင်းနဲ့လိုက်နာဆောင်ရွက်တာတဲ့ ကင်ဆာအကျိတ်ရော့လာလို့ပါတဲ့ဟာဝမ်းသာစရာကောင်းလေဒါဆရာကြီးကကျေးဇူးရှင်ပါတဲ့ဆရာကြီးလည်းအကျမ်းပါအသက်ရှိပါစေတဲ့တာဓုတာဓုတာဓုပါဗျာဟုတ်ကဲ့ဆရာကြီးပင်လုံးစာပေးမတသိမ်းပါဆရာကြီးနောက်တစ်ခါ .sso မလေးရှားတပေါင်းခွဲပါဆရာကြီးအားလုံးပေါင်း2,500ပါတို့တို့ရပြင်ဖြစ်ကြလို့လားလာကြောကြတာလား ဟိုကေပေးကနေလွှဲပေးတာဆရာကြီးဩကောင်း Messenger ကနေပြီးတော့လေကတော့ဂျင်လို့ပါဆိုပြီးတော့ကေပေးကနေလွှဲပေးတာပါဆရာကြီးကောင်းတယ်ကောင်းတယ်တမီးကခုနှစ်ရက်နေတည်းကကတော့တာပေါ့နော်ဟုတ်ပြီကတော့တာဒါပေမဲ့တမီးကဒီနေ့20ရက်နေမှလာပြစ်တာလေဟာဟုတ်ပြီအားလုံးတိန်ထားတာပေါ့လူတန်းနဲ့အကျိုးကျေးဇူးကြောင့်အပေ၄ဘာကတ်၃ဘာရှက်ပြစ်၈ဘာရန်သူ၅ဘာกินဝေးပါစီကောက်ကြည့်သူညူစုဆောင်းမြတ်သူများနဲ့ ကိုပါဒီသဘောတဘာဝကောင်းသူကုညီဆောက်ရှောက်သူများနဲ့ပေါင်းတင်ကြပါစေဒုက္ခိအတ္တနံပရိဟရန္တုမိမိခန္ဓာကိုမိမိချမ်းချမ်းသာသာရွတ်ဆောက်နိုင်သောအမျိုးကောင်းသမီးများအမျိုးကောင်းသားများဖြစ်ကြပါစေလို့ဆရာကြီးကမေတ္တာရှိသားကားရောပြပါတယ်ပေးရဆုံးနဲ့ပြရပါလို့ဆရာကြီး